ပြပြတင်ဆက်ပေးသွားချင်တာကတော့စုစီရေလိတ်တဲ့နေရာမှာအတုံးပြူတဲ့ရေညီဘက်ကနိုရီ ပြုလုပ်ခြင်းအကြောင်းပဲဖြစ်ပါတယ်။ဆူရှီဟာဒီကတုံနေရင်ကြီးဘက်ကနိုရီလို့ခေါ်တဲ့မျိုးစားပဲဖြစ်ပါတယ်။ပြည်လဲရင်ပြင်းများတဲ့ရှင်းပြီးအနက်ရှိတဲ့ကန်စီတဝိုက်ကရင်မြင်းနေပြင်ပေါ်မှာမွေမြူကြပြီးရင်ကြီးဖက်တွေတုံနိုင်အောင်စိုက်ပျိုးရတဲ့နည်းတွေရှိပါတယ်။အဲ့ဒီကအကောင်ဆုံးစိုက်ပျိုးနည်းကတော့နိုရီမျိုးစေ့တွေကိုပိုက်ကွန်ပေါ်မှာဆန်ထုတ်ပြီးမွေမြူကြတာပဲဖြစ်ပါတယ်။ရင်ကြီးပိုက်ကွန်တွေကိုပင်လဲရည်ထဲမှာချထားပြီးတဘာဝပင်လဲရှိကတွက်လာတဲ့တန်ခွေစွမ်းရင်တွေနဲ့ကြီးထွားလာစေပါတယ်။ရိတ်သိမ်းချိန်မှာတော့စောင်း မှຫນွေလေပိုင်းအထိဖြစ်ပြီးခင်းမီဆက်ရန်တရားတွင်တမယိုးကြောင့် လီတင်မောအသုံးပြုပြီးရိတ်သိမ်းကြပါတယ်။စားသုံးလို့ရတဲ့အဆင့်ထိမရောက်သေးလို့နိုရီရီကိုစားလို့ရအောင်တန်ဆင်ခြင်းနဲ့စက်ပြုတ်ခြင်းအဆင့်တွေကိုကြော့ဖြတ်ရပါသေးတယ်။ရိတ်သိမ်းပြီးတဲ့ရင်ကြီးဖက်တွေကိုတဲနှုံစရဲမတန်းတဲ့အရာတွေကနေဖယ်ရှားဖို့နိုရီရီတွေကိုအရှင်ပုံသွင်းပါတယ်။ပုံသွင်းတဲ့အခါစာရွက်လိုပဲအပြားသေးသေးလေးတွေအပြေဖွဲ့စည်းနေတာကိုတွေ့ရပါတယ်။ပြီးရင်ချောက်အောင်အချောက်ခံထားပါတယ်။တချို့ကတရောင်နဲ့ချောက်ခံပါတယ်။တချို့ကစက်နဲ့ချောက်ခံပါတယ်။အချောက်ခံပြီးတဲ့နောက်မှာအနက် ရတာကောင်းအောင်ပြန်ကင်ပါတယ်။နောက်ဆုံးအဆင့်မှာတော့အယောင်ထူထဲမှုအစင်ကျဲမှုစားရဲအချက်လက်တွေအရာအခြေအသွေးသတ်မှတ်ပါတယ်။ဆူရှီအဖြစ်အသုံးပြုဖို့အစင်တန်းမီရဲအစင်မြင့်နိုရီတွေကအနက်စင်းရောက်တောက်ပကြပြီးအနှဲငယ်ထူပါတယ်။